အားလုံးပဲမင်္ဂလာပါရှင် C4D YouTube Channel ကနေဂမ်မီယာဆန်ဆန်ဝိထုတွေတရေတစီဝိထုတွေကိုဖတ်ပြပေးနေမယ်ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆရာဒတ်တာကျော်စွာရေးသားထားတယ်သူရောင်မယ်လေးမြစိမ့်တွေဆိုတဲ့ဂမ်မီယာဝိထုလေးပဲဖြစ်ပါတယ်ရှင်ခန်းတီအကေရွေသာကံထုတယောက် တက်ခွပန်းတွေရခြင်းသောဖြင့်လောဘတွေကြီးပြီးအဖော်အပေါင်းတွေနဲ့လမ်းခွဲပြီးတယောက်တည်းဇွတ်မထွက်လာခဲ့ဘူးဆိုရင်ဤသို့သောအဖြစ်ပြက်မျိုးနဲ့ကြုံဆုံရလိမ့်မည်မဟုတ်ပေ။ယခုတော့သူ့မှာတောနဲ့နဲ့အလဲ၌တယောက်တည်းလမ်းပြောင်နေရတဲ့အဖြစ်လာတော့ငါတော့အဖော်တစ်အဖော်တစုနဲ့သူ့ထက်ငါတက်ခွပန်းတွေ အပြိုင်ဆိုင်ရှာဖွေရင်ပဝေးကျင်ကိုသတိမမူမိပဲ။ လျှောက်လာမိခဲ့သည် လာနေကြသွားနေကြမူလဲဂယုတဆိုင်မှတ်မှတ်သားသားမကြည့်ပဲလာခဲ့ခြင်းဖြစ်သည်နောက်တော့တိခွာပန်းတွေရှာရင်းရှာရင်းနဲ့လောဘတွေတက်လာကတယောက်တည်းတတိတသန့်လမ်းခွဲထွက်လာရမှာ ယခုကဲ့သို့မျက်စိလဲလမ်းမနေရခြင်းဖြစ်တော်သည် ခုတော့သူနောင်ထရခြင်းလာပြီထွက်လန်းကိုရှာတာလဲမတွေ့အဖော်ရီကိုတကြောကြောအော်ခေါ်နေတာလဲ ွန်းတုံပြန်တန်မကြားရကြာတော့သူစိတ်ဓာတ်ကျကျင်လာပြီစိတ်ပြက်လက်ပြက်ဖြင့်အားပြက်ခွေရင်ပင်ဖြစ်ချင်လာပြီတော်တော်ကလေးလဲမောဟိုက်ပင်မန်းနေပြီတော့နဲ့ထဲတလဲလဲဖြင့်လမ်းပြောင်နေရသည့်အဖြစ်ကြောင့်အားငယ်ဝန်းနေစိတ်ကြောက်ရွံ့တုန်လှုပ်စိတ်တို့ကသူ့ရင်ထဲတိုးဝင်စုတ်ကပ်လာကအကြီးအကျယ်ခြောက်ခြားတုန်လှုပ်နေမိတော်သည်ကန်ထူးသည်တော်တွင်၌ ဟိုဒီဒီလှဲ့လေ၍ထွက်လန်းကိုရှာဖွေရာ မတွေ့သဖြင့်ချွေးပြန်မောဟိုက်၍နေတော့သည် ထို့တို့လှဲ့လေသွားလာနေတော့တဏှာအရောက်၌သူ့နားထဲ၌အတန်တစ်ခုကိုတွူးညင်းစွာကြားလိုက်ရသည်အတန်ကအဝေးတဏှာကလာနေခြင်းဖြစ်၏ရေသံလူလူတစ်ခုခုကိုလေတိုးပြီးလှုပ်ခတ်သည့်ဆဲလေသံလူလူအတန်လေးကြောင့်သူ့စိတ်ထဲအံ့ဩထူးဆန်းက ထိတ်ကနေဝမ်းသာသွားမိရ၏။ဒါဟာလူတွေရဲ့အတန်တွေလား။တီတူပြောနေကြတဲ့စကားတွေလား။ဘာပဲဖြစ်ဖြစ် သူနည်းနည်းတော့အားတက်သွားမိသည်။ရင်းနှစ်သူအဖို့မြက်တပင်သည် အားကိုးရာဖြစ်တယ်လို့တောထဲမှာကူကယ်ရမဲ့နေရသည့်သူအဖို့ယခုကြားနေရသည့်အတန်လေးသည် အားကိုးဝေရာဟုညှော်လင့်မိသည်။ အတန်လာရာနောက်သူမျောလင့်တကြီးဖြင့်သူလျှောက်လာခဲ့၏အတန်သည်တဖြည်းဖြည်းနီးလာလိုက်ဝေးဝေးသွားလိုက်ကြားရတစ်ချက်မကြားရတစ်ချက်ဖြစ်နေသည်သူကတော့စိတ်မပြတ်အာမလျှော့ပြီအတန်လာရာကိုစိုက်စိတ်မန်းဖြင့်ခံမန်းပြီးဆက်လျှောက်လာခဲ့၏တနေရာရာမှာတော့အတန်ထက်ပေါ်လာရာကိုတွေ့ရမည်ဟုမျောလင့်ချက်ကြောင့် သူဤအားငယ်ကြောက်ရွံ့စိတ်တို့တပြေးပြေးမှေးမိန်ပျောက်ွယ်သွားလိမ့်ပြီ။လျှောက်လာရင်းဖြင့်ကြောက်ကပင်ရန်တစ်ခုနားသို့ရောက်ရှိလာခဲ့လေ၏။ထို့အခိုက်နီနီကက်ကက်ကြားနေရပြီဖြစ်သောအသံမှလည်းရုတ်တရက်ဆိုသလိုတိကနေရက်တန့်သွားကလုံးဝထွက်ပေါ်လာခြင်းမရှိတော့သူလဲဇဝေဇွားဖြင့်ထိုနေရာ၌ရောင်ချာချာဖြစ်နေတော့၏။ ထက်မှန်မှန်းဆ၍မရတော့လောက်အောင်အတန်ဒီလုံးဝတိတ်ဆိတ်ပျောက်ကွယ်သွားပြီဖြစ်၏စိတ်ပြက်လက်ပြက်ဖြစ်နေတော့မှပင် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းသည့်အရာတစ်ခုကို အမှတ်မထင်သူမြင်တွေ့သွားခဲ့သည်ထိုအရာမှာခက်လန်းလန်းတစ်ပင်အောက်တွင် လွင့်ကျနေသောတရောင်ခန့်ရှိတမြင့်လိုလိုတတိလိုလိုအရာလေးပင်ဖြစ်သည်စိတ်ဝင်စားလွန်း၍ထိုအရာလေးကိုကောက်ယူကြည့်လိုက်မိသည် ရှင်ဘွက်တွင်နှင့်တစ်ခုလုံးပေးရည်နေသဖြင့်ထိုအရာမှာဘာမှန်းတည်တည်ချာချာမှန်းဆ၍မရပြီစိတ်ဆိတ်ရှုပ်ရှုပ်ဖြင့်ပင်ထိုအရာလေးကိုကြွယ်ထားသောပလိုင်းထိုအရာလေးကိုလွယ်ထားသောပလိုင်းနဲ့ထည့်ထားလိုက်မိသည် လူသံတွေရေမောသံတွေလို့ထင်ရသည့်အတန်များမှာလဲလုံးဝထွက်ပေါ်လာခြင်းမရှိဘဲတိတ်ဆိတ်ငြိမ်သက်နေ၏ သူမျော်လင့်တကြီးဖြင့်ရှောက်လာမိခဲ့သမျှခုတော့မျော်လင့်ချက်တို့ပြိုပြက်ပျောက်ကွယ်ရလိမ့်မည်ဘဲစီကိုရှေ့ဆက်ရမည်မှန်မသိစွာ ရောင်ချချာဖြစ်နေသဖြင့်တွေ့ရလန်းကိုစွတ်တူးဝင်ခဲ့မိသည်ထိုတို့ဝင်လာခဲ့မိခြင်းကသူ့အတွက်ကံကောင်းမှုတစ်ရက်ကိုကြုံဆုံစေခဲ့ပါ၏ဝေးကနေဟေးကနေဟေးအော်လိုက်ကြသည့်အတန်များကိုသူကြားလိုက်ရသည် ဒါဟာသူ့ကိုအချက်ပေးခေါ်နေကြသည့်အဖော်များ၏အတန်ပေါ့ထိတ်ကနေဝမ်းသာသွားကသူပြန်လဲအချက်ပေးអော်လိုက်သည်ဟေးဟေးငါဒီငါဒီဘက်မှာတို့တွေဒီဘက်မှာဟေးရှောက်လာခဲ့ရှောက်လာခဲ့အတန်လာရာစီတို့သူဥတီ၍သူလျှောက်ခဲ့သည်ကံကောင်းထောက်မှစွာပင် သူ့အဖော်များနှင့်ပြန်တွေ့လိုက်ရတော့သည် ကံကောင်းလို့ပေါ့ကံထူးရဲ့မင်းပြောက်သွားပြီဆိုလို့ငါတို့စိတ်ပူပြီးလိုက်ရှာနေကြတာငါလည်းတော်ထဲမှာရောင်းချချာဖြစ်နေတာတော်လေးတာပေါ့မင်းတို့နဲ့ပြန်တွေ့လို့တပြင်းမောကိုချရင်ကံထူးပြောလိုက်မိသည်အခန်းနှင်းကျုပ်ရဲ့အလုတ်ကတော်ထဲကနေရှာရှာပါပါ တွေ့ရတတ်တဲ့တစ်ခွပန်းတွေကို မရမကလိုက်ရှာခူးရတာပြီးရင်မြို့မှာတက်ရောင်း တစ်ခွာပန်းရှာချင်းဆိုဆေးဘက်ဝင်ရှားပါတဲ့တစ်မြစ်တစ်ဥတစ်ဖူတွေရှာဖွေရတာပေါ့တခါတလေလဲပြားတွေဖွက်လိုက်ဝါးလေးခုတ်လိုက်ဝါးနဲ့ပတ်သက်တဲ့ပစ္စည်းပစ္စယလေးတွေလှုပ်ရောင်းလိုက်နဲ့ဒီလိုပဲချိန်ခါရသည်အလိုက်အသက်မွေးမှုလုပ်ငန်းကိုပြောင်းလဲနေရတာပေါ့လူတွေကတော့ပြောကြပါတယ်နေ့လိုတကောင်ကျက်ကမိသားမိသားစုအတွက်မပူမပင်ရပဲနဲ့ဘာလို့တလောက်ငွေတွေအသက်အတန်ရှာနေရတာလဲတဲ့ မိမယူမလို့စုနေတာလားတဲ့လူတွေများခက်ပါလေကျုပ်ဟာကျုပ်ပတ်စံရှာတာဘာလို့လို့ပေါ့မိမယူဖို့ပဲဖြစ်ဖြစ်ပတ်စံတွေရေးဖြောတောက်ဖို့ပဲဖြစ်ဖြစ်ကျုပ်ဟာကျုပ်ဘာပဲလို့လို့သူတို့နဲ့ဘာဆိုင်လဲလကားဆက်စုကျင်ကြတာပတ်စံမရှိရင်တကောင်ကျွက်တမျက်နာဖြစ်တဲ့ကျုပ်ဘဝကပိုးပြီးမျက်နှာငယ်ရမှာကျုပ်ရဲ့အနီးအနားမှာဆွေမျိုးညာတကတွေတော့ရှိတာပေါ့ဒါပေမဲ့သူတို့လည်းပဲသူတို့ သူလိုကိုလိုကိုဟာကိုခြေလက်ဘက်ရမ်းနေတဲ့ဘဝလေးဒါကြောင့်ကျုပ်ကဘသူစီကမှလက်ဖြံမတောင်းဘူးကျုပ်စင်နှစ်သားလောက်ကလေးကမိဘတွေရှေ့စဉ်နောက်စဉ်ဆုံးသွားကြလို့ကျုပ်ဘဝဟာတကောင်ကျွဲ့ဖြစ်ခဲ့ရတယ်အဲ့ဒီချိန်ကလေးကကျုပ်ဝန်းစာရေးအတွက်ကျုပ်ဘာသာရှာခဲ့ရတာဘယ်ဆွေမျိုးညာညာတိကမှတကြက်တပြားမထောက်ပံ့ခဲ့ကြဘူးဘူးဒါကြောင့်ကျုပ်ဟာ ကိုဘွားရှိရေးအတွက်စ조사ပြီးအလုံးလုံးတယ်ငွေစုတယ်ကျုပ်ရှာတဲ့ငွေဟာကျုပ်အတွက်ပြည့်စုံတဲ့အပြင်ပူတောင်ပူရှံနေသေးတယ်လीဒါကြောင့်ကျုပ်မပူပင်ရဘူးမြို့ကိုခန္ဓုဘာတွေလုပ်နေရလဲကျုပ်အတွေးလွန်နေတော့ကျုပ်ညီဝန်းခွဲရဲ့အတန်ကြားလို့ဘုံဆိုလန့်သွားမိတယ်စီးနေတဲ့တစ်ခွပန်းတွေတောင်ကျုပ်လက်ကလွတ်ကြမလို့ဖြစ်သွားသေးတယ်ဩဖိုးကောက်ပါလားလာလေး အင်းရှိမှမျက်နာတုံတုံမှုံမှုံနဲ့ရက်နေသူကညီဝမ်းခွဲတော်ဆက်သူဖိုးကောက်တယ်။သူကစိတ်ခဏခဏကောက်တက်လွန်းလို့သူ့အိမ်ကသူ့ကိုဖိုးကောက်လို့ချစ်စနိုးခေါ်ရာကသူ့အမိမှာ ဖိုးကောက်ဟုရက်တိရွာကျော်အမိတွင်ခဲ့ရသည်။နာမည်ရင်းကမောင်မင်းသူ။အကိုဘာတွေလုပ်နေရလဲ။ဖိုးကောက်ကမျက်နာမသာမရာဖြင့်အိမ်ပေါ်တက်လာရင်မေးသည်။ ပြီးတော့တစ်ခွပန်းများဖြင့်ဖြန့်ကျက်ထားသောအိမ်ရှိဝါးပြီးဝါးကြမ်းခင်းအလွတ်တွင်ဝင်ထိုင်ဟန်ပြုတ်ပြီးမှ မထိုင်တော့ပဲအိမ်ပေါ်တို့တက်ကအိမ်ရှိခန်းတွင်လှဲ့အိတ်လိုက်သည်သူ့ပုံစံကတခုခုကိုစိတ်ဆိုးစိတ်ပြက်လာပုံမင်းတစ်ခွပန်းအမျိုးအစားတူတာလေးတွေစုပြီးစီးနေတာပြီးရင်မြို့မှာသွားရောက်ရမယ်ကိုဘွားကငိမ့်ချမ်းလိုက်တာနော်ကို့ဖာသာကိုအလုံးလုံးပြီးပက်ဆန်ရှာ ကိုဟာကိုချက်ပြုတ်စတော့စုမဲ့ပြောမဲ့သူလည်းမရှိဘူးဘလောက်ငိမ့်ချမ်းလိုက်တယ်လဲအခုကိုအားကြလိုက်တာထိုးကောက်ကတစ်ဖက်စောင်းအိမ်ရင်ငေးနေရမှာလေဘူးကြီးတစ်ချက်မှုတ်ကပက်လက်လန်လိုက်ပြီးနှစ်ဖူးပေါ်လက်တင်၍ခက်ကြီးကြီးလေးပြောလာတယ်ဟုတ်တယ်အကိုကြီးမနေ့ကရေရင်းကနေကြောက်စီအပြည့်ခတ်ထည့်ပြီးတာတောင်ထင်းမခွဲသေးလို့ဆိုပြီး အမေပူညာပူညာလုံနေရနဲ့ကျွန်တော်လဲစိတ်ညစ်ပြီးအခုစီထွက်လာခဲ့တာမိတို့ကလည်းခက်ပါတယ်ဗျာကျွန်တော်ခုတ်ပေးထားတဲ့ထင်းတွေဟာတနွေတမိုးလုံးတုံးမကုံအောင် ရှိနေပါရဲ့နဲ့မခုတ်ရသေးတဲ့ထင်းတွေကိုပဲမြင်နေမခုတ်သေးဘူးလားမခုတ်သေးဘူးလားနဲ့တစ်ချိန်လုံးမေးနေတော့တာပဲကျွန်တော်ကိုအလုံးနဲ့လက်မပြတ်အောင် ခိုင်းကျင်နေလားမသိသေးဘူးစိတ်ညစ်တယ်ဗျာကျုပ်ပြုံးလိုက်မိတယ် ကျုံညီအကြောင်းကျုပ်ကောင်းကောင်းသိတာပေါ့ဒီကောင်ကနည်းနည်းပြင်းကျင်တယ်ငွေဆုံးမို့သူ့အိမ်ကအလူလိုက်ထားတော့အလုတ်ကိုလည်းလက်ကြောတင်းအောင်လှုပ်ချင်တဲ့သူမဟုတ်ဘူးသူကငဆိုးလေးအိမ်နဲ့စိတ်ကောက်တာနဲ့ကျုပ်အိမ်ကိုပုတ်ချလာတော့တာပဲကဲကဲစိတ်ညစ်မနေနဲ့တော့မင်းထမင်းမစားရသေးဘူးမလားဘဲဥချင်ရင်ဟင်းနဲ့မြစ်ပြုတ်ရှိတယ်သွားခူးခတ်စားစီဟာကျေးဇူးပဲအကိုဘိုက်စာနေရာနဲ့အတော်ပဲ ။ဒါနဲ့အကိုရောစားပြီးပြီလား။ကျွန်တော်စားလိုက်လို့အကိုငတ်နေအောင်မယ်။ငါအတွက်မပူနဲ့ငါဖြစ်တယ်လို့စားလို့ရတယ်။မင်းသာဝအောင်သွားစား။ငါအတွက်မကြံလဲကိစ္စမရှိဘူး။ဒါဆိုလဲပြီးရောအဲ့လိုသဘောကောင်းမှုတွေကြောင့်ကျွန်တော်ကအကိုကိုချစ်နေရတာ။ဖိုးကောက်ကပြောပြောဆိုဆိုအိမ်နေရာမှာငောက်ကနေထပြီးအိမ်နောက်ဖေးတန်းဝင်သွားတော့တယ်။သူ့ထုံးစံအတိုင်းထမင်းအိုးဟင်းအိုးလူးပြီ ပြောင်းသလင်းခါအောင်စားလာမှတေးကြပါတယ်ခဏနေတော့ဥဒံခွက်တန်တချောင်းချောင်းတချင်းချင်းကြားလိုက်ရပြီအကိုကြီးဟော်ဒီပကံလေးကဟာကဘာတွေလဲဟုလှမ်းမေးတန်ထွက်လာတယ်ဩမနေ့ကကြံတဲ့ဆက်သားချောက်တွေထင်နေစားလိုက်လေတအောင်ကြတော့ဖိုးကောက်ပြန်ထွက်လာတယ်ကျုပ်လဲပန်းတွေစီးပြီးသွားပြီဖြစ်လို့နေရာတကြဘန်းထဲမှာစုပုံထားလိုက်တယ်အကိုကြီးဒီဟာဘာလေးလဲရင် ဖိုးကောက်ကသူ့လက်ထဲမှာကိုင်းလာတဲ့တစုံတစ်ခုကိုကြုတ်ကူပြတယ်။ကြုတ်ကြည့်ပြီးတော့တစ်သီးလိုလိုတစ်မြစ်လိုလိုအရာလေးမိမတယောက်နဲ့ပုံမိမတယောက်ရဲ့ပုံသဏ္ဍာန်နဲ့ခက်ဆင်ဆင်ဒါကိုမင်းဘယ်ကရလာတာလဲ။နောက်ဖေးမှာထားထားတဲ့ပလိုင်းတွေကလေဘာလေးလဲလို့ယူကြည့်မိတာ။ရှင်ဘွက်တွေပေးနေလို့စေးထုတ်လိုက်တော့ဟောဒီပုံစံလေးထွက်လာတာပဲ။ဒါဘာလေးလဲကို ခုမှသတိရတော့တယ်တောထဲမှာလမ်းပြောက်စင်တုံးကအမတ်မထင်တွေ့ခဲ့ရသည့်အရာလေးကို ယူလာပြီးအမတ်တမဲမိမိပျောက်ပျောက်ပလိုင်းနဲ့ထည့်ထားမိခဲ့တာခုရေးဆေးလိုက်တော့ရှင်ဘွက်တွေကွာပြီးတန်ရှင်းတောက်ပြောင်နေသဖြင့်ကြုတ်ချက်ချင်းမမတ်မိတာလူပုံစံနဲ့အရင်တူတာပဲနော်မိမတယောက်ရဲ့ပုံစံတန်ကိုဗဟုထုထားတဲ့အတိုင်းပဲဖိုးကောက်ကထိုးရကိုစိစိကြည့်ပြီးတအံ့တအောမှတ်ချက်ချလိုက်တယ်ဖိုးကောက်ဤစကားကြောင့် မိယော်နေသည့်ကျုပ်ရဲ့စိတ်တကားကိုဆွဲဖွင့်လိုက်သလိုတစုံတရာကိုချက်ချင်းအမှတ်ရသွားတယ်။ကျုပ်မျက်နှာအမူအရာပြောင်းလဲသွားသည်ကိုကြည့်၍ဖိုးကောက်ကလှမ်းမိလိုက်။အကိုဘာဖြစ်တာလဲ။အကိုပုံစံကတခုခုကိုသတိရသွားသလိုပဲ။ဟုတ်တယ်။ကျုပ်စိတ်ထဲကျုပ်ငငယ်ကအမြဲလိုလိုမက်ခဲ့တဲ့အိမ်မက်တခုကိုဒိုင်းငယ်နဲ့သတိရသွားမိတာ။ဒါလေးကိုမြင်တော့ငါမက်နေကြအိမ်မက်ကိုသွားသတိရမိတယ်။ ဘလို့အိတ်မဲ့လဲအကူရဲ့ခန်းတုံးသူ့အိတ်မဲ့ကတော်တော်တော့စမ်းကြယ်လာပါတယ်တောကြီးမြက်မဲတစ်ခုတည်း၌သူရောက်ရှိနေခြင်းဖြစ်သည်ဘေးပပတ်လဲတွင်လဲလေတွေတုံုံတိုက်ခတ်หนีလိုက်တာ သူတော်လွင့်ထွက်မသွားရအောင်ညီကြီးပေါ်ကုတ်တွယ်တောင့်ခံထားနေရသည်လေတွေကလည်းတပြုံးပြုံးညီတန်ပြူက တိုက်ခတ်နေ၏ တစ်ကိုင်းတစ်ခက်တို့အချင်းချင်းပုတ်ခတ်သံတကြီးကြီးတကြွန်းကြွန်းနဲ့စုညံပွက်လောရိုက်နေလေသည်တင်းရွက်ကြွေများကလည်းမြေပေါ်တို့တဖုတ်ဖုတ်နဲ့ဝဲလွင်ကြွေကြလာပြန်၏သဲများဖုံများမဝင်စီရန်မျက်လုံးကိုလက်ဖြင့်ကာကွယ်ထားရသဖြင့်သူ့မျက်လုံးများဝေသည်မှုန်မိုင်းနေလေ၏မမြင်ဝိုးတော်ကြားမှဝန်းကျင်ကိုအကဲခတ်မိသည် သူမြင်မြင်လျာတစ်ပင်တွေက အမြင့်ကြီးမှအမြင့်ကြီးပဲသူကအဲ့ဒီတစ်ပင်တွေရဲ့အလင်မှာရောက်ရှိနေခြင်းဖြစ်၏စိတ်ထင်တာလားတော့မသိအဲ့ဒီတစ်ပင်ကြီးတွေစီကနေခေါ်တယ်လူလူရေတယ်လူလူတွေကြားရတယ်လို့ထင်၏လေတိုးတန်ကြောင့်လည်းဖြစ်နိုင်သည်ဇဝေဇဝါဖြင့်သူမော့ကြည့်မိတော့အပင်တွေရဲ့ထိတ်မှတစ်သီးလေးတွေတွဲလဲလေးတွေရှိနေတာကိုတွေ့ရသည် တစ်သီးတွေရဲ့ပုံစံကလူပုံစံတွေလိုပဲ ဟု သူထင်မိသည်ဒါပေမဲ့အမြင့်ကအပင်ကမြင်လွန်းတော့တဲတဲကွဲကွဲမမြင်ရလေးတိုက်တိုင်းခေါ်တယ်လို့လူရေတယ်လို့လူအတန်တွေကိုပုံ၍နီးနီးကပ်ကပ်ကြားလာရ၏ထို့နောက်ပြုံးစို့သူရှိတဲ့တဲ့သူတစ်ပင်ပေါ်မှာအရာတစ်ခုလွင့်ကြလာသည် ကောက်ယူကြည့်မိတော့တစ်သီးလေးလူပုံစံတစ်သီးလေးပို၍တိတိကျကျပြောရရင် မိမပုံတရံတတိလေးပင်ဖြစ်သည်အိမ်မက်ကတော့ဒါပဲကွအဲ့ဒီအိမ်မက်ကိုငငငယ်ကခဏခဏမက်တာဖိုးကောက်ကကျုပ်အိမ်မက်အကြောင်းကိုစိတ်ဝင်တစားနားထောင်နေရမှကျုပ်စကားဆုံးတော့လေးလေးနက်နက်စဉ်းစားဟန်ပြီပြီးမှတ်ချက်ချလာသည်အခုအိမ်မက်ကဟော်ဒီအတီလေးရလာမယ်ဆိုတာကိုကြိုတင်နမိတ်ပေးခဲ့တာဖြစ်မယ်ဖိုးကောက်ရဲ့စကားကိုကျုပ်ဘာမှညင်းချက်ထုတ်မပြောလိုက်တော့ဘူး ကျုပ်လည်းတွေးနေမိတယ်ဖိုးကောက်ပြောသလိုကျုပ်ကိုနမိတ်ပေးခဲ့တဲ့အိမ်မက်လားဒါဆိုအခုကျုပ်လက်ထဲမှာဒီတသီးလေးရောက်နေပြီကျုပ်ဘာဆက်ဖြစ်မှာလဲအိမ်မက်ရဲ့အိမ်မက်နဲ့အသီးရဲ့ဆက်နွယ်ချက်ကရောဘာတဲ့လဲကျုပ်မတွေးတတ်တော့ဘူးကျုပ်အသီးကိုစိစိကြည့်မိတယ်အပြူစင်တယောက်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့စင်စင်တူသလိုတသီးပုံစံကထွင်းထူထားသလို ဒါဟာကြာဘူးနာဝရှိထားတဲ့သူယောင်သီးဆိုတာလားဟုတ်မယ်မထင်ပါဘူးလေဟုတ်ကဲ့ပါရှင် အပိုင်းတစ်ကိုဒီနေရာမှာခਿੱတရက်နာပြီးလာမယ့်အခန်းဆက်လေးတွေကိုဆက်လက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်